အချိန်ကလူစုလူမိုင်များစွာပေါ်ထွက်လေရှိတဲ့ဒါယဝတိခရိုင်ဘက်မှာဘာကြီးကျော်တယောက်စက္ကန့်မှုဘဝအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလတစ်ခုဖြစ်ပါတယ်။တနေ့ဘာကြီးကျော်တယောက်စက္ကန့်အတွင်းပြီးဆုံးခဲ့တဲ့အမှုတွဲများအားပြန်လည်လေ့လာနေစဉ်အချိန်တွင်နေထိုင်ရာရှိကြီးကိုထေးလွင်တယောက်စက္ကန့်နှင်းကိုရေးကြီးတုတ်ပြန်နေရောက်ရှိလာခဲ့တယ်။ဟင်းကိုထေးလွင်အရေးကြီးဘာများဖြစ်လာတာတော့ုံပြဖြစ်တယ်ဆရာကြီးဖြစ်တယ်ဖြစ်တယ်။အင်းစိုးစမ်းမအောင်ဘာများပါလိမ့်။စင်းရွာဘက်မှာအလောင်းတလောင်းတွေ့တယ်ဆိုပြီးကျွန်တော်စီကိုမနေ့ကကိုမြင့်မောင်အကြောင်းကြားတယ်။ အဲ့ဒါနဲ့ကျွန်တော်လေးလိုက်သွားတယ်ဆရာဟုတ်တယ်ဆရာအတော်လေးကိုထူးဆန်းတဲ့အလောင်းမှာပဲဆရာဟင်ဘလို့များထူးဆန်းလို့တော့ဗျဒါလို့ဆရာရအလောင်းကိုအကဲခတ်ကြည့်လိုက်တော့လေနှစ်ကလာအတော်ကြာနေပြီဆရာအယိုးတော့မရှိတော့ဘူးအသားရည်တွေကလည်းမရှိတော့ဘူးဒါပေမဲ့သူ့ရဲ့အရေးပြားကတော့လူတယောက်ရဲ့အစိတ်ပိုင်းတိုင်းအကောင်းကြီးရှိနေသေးတယ်ဆရာဟင်လူတယောက်ရဲ့အစိတ်ပိုင်းတိုင်းအကောင်းကြီးရှိနေသေးတယ်ဟုတ်လား ဟုတ်ပါတယ်ဆရာအယိုးတွေကတော့ဆွေးကုန်ဝင်မဲ့ခေါင်းအရေပြားကနေစပြီးခြေထောက်အထိအရေပြားအလုံးအကောင်းတိုင်းရှိနေတယ်ဆရာပြီးတော့သူ့အရေပြားတွေကလည်းနေရအလုပ်ကိုမရှိအောင်အင်းွက်တွေလည်းထိုးထားတယ်ဆရာဟမ်အရေပြားတွေမှာလည်းအင်းွက်တွေရှိနေတယ်ဟုတ်လားဟုတ်တယ်ဆရာအင်းတဲ့ထူးစမ်းပါလားကိုင်းအခုရောအဲ့ဒီအလောင်းဘယ်မှာရှိနေသေးလဲစင်းရွာထိပ်မှာပဲရှိနေသေးတယ်ဆရာကိုမြင့်မောင်တို့အဖွဲ့ကိုအဆောင်ချခိုင်းပြီးထူးထူးဆန်းဆန်းဖြစ်နေလို့ဆရာရှိကိုလာပြန်ပြောတာအေးကောင်းပြီကောင်းပြီဒါဆိုကြုံလဲအခုပဲလိုက်ခဲ့မယ်ကိုမြင့်မောင်ရဲ့အကြောင်းကြားချက်ကြောင့် နေရင်အရာရှိကြီးကိုထေးလွင်အလောင်းရှိရာစင်အင်းရွာစီကိုလိုက်ပါသွားတော့တယ်။ထိုအခါမှာဘာကြီးကျော်ကပြတ်သက်တဲ့ကဲ့သို့ပဲထူးဆန်းတဲ့အလောင်းကောင်ကြီးဖြစ်နေသည်ဟာတွေ့ရှိလိုက်တယ်။ဘာကြီးကျော်လည်းထူးဆန်းတဲ့အလောင်းကောင်ကြီးအားအခဲခဲရန်အတွက်ကိုထေးလွင်နဲ့အတူစင်အင်းရွာကိုလိုက်ပါသွားတော့တယ်။နိုင်ခက်အကြံမှာတော့စင်အင်းရွာကိုရောက်ရှိပြီး လူစုလူဝေဖြစ်နေတဲ့စင်အင်းရွာထိပ်ကိုစိုက်ဆိုင်မြဲမြဲကိုရောက်ရှိသွားတော့တယ်။အော်စကမှုတို့ရောက်လာကြပြီပဲ။ကြွပါဆရာကြွပါကြွပါဒီမှာပါဆရာ။တာယာဝတီခရိုင်ဘက်တွေအကြီးဆုံးအရာရှိဟူ၍ထိုအချိန်မှာဗာကြီးတိုးတဲသာရှိခဲ့ပေတယ်။အချို့သောအရာရှိများမှာအမဲယုံနေမြေဖြစ်သည့်တာယာဝတီခရိုင်ဘက်တွင်ကြာကြာမနေရဲပဲနေမြေအသစ်စီကိုသာပြောင်းရွှေ့နေထိုင်ကြတယ်။ဗာကြီးကျော်ကဒမီယက်ဆန်နဲ့အကြောင်းအရာတွေကိုလည်းရေးသားမှတ်တမ်းတင်ရဲတာယာဝတီခရိုင်ဘက်မှာနာမည်ပြည့်မရှိတာဝန်ထမ်းဆောင်ခဲ့ခြင်းကြောင့်သူ့ဟာခရိုင်တစ်ခုလုံးကချစ်ကြောက်ယူသေးကြတယ်။ ဘာကြီးကျော်ရောက်ရှိလာသည့်နှင့်ရဲရဲရှိမြန်ဝင်းရံထားတဲ့အလောင်းကောင်ကြီးရှိသည့်နေရာစီကိုခေါ်ပြလိုက်တယ်။ဘာကြီးကျော်တယောက်လည်းကိုထွေးလျင်ပြောကြတဲ့အချိန်ထူးဆန်းတဲ့အလောင်းကောင်ကြီးအားမြင်တွေ့လိုက်ရတယ်။ဟမ်တကယ်ပဲထူးဆန်းလိုက်လား။ဟုတ်တယ်ဆရာထူးဆန်းတာကတော့တော်တော်လေးကိုထူးဆန်းတယ်ကျွန်တော်တို့စစ်စစ်ရေးလုပ်နေတော့သူ့ပုံစံအနေထားတော့နည်းနည်းပါးပါးတော့ရွေ့သွားတယ်ဆရာဒါပေမဲ့သူ့အကြီးပြအပေါ်ကူလေခဲလုံးကြီးတွေလိမ့်ကြပြုတ်ကြခဲ့ပေမဲ့ပျက်စီးသွားတယ်မျိုးလည်းမတွေ့ရဘူးဆရာ အင်းဘလို့ကြောင့်ပါလေနော်ကဲကဲဟုတ်ပြီဟုတ်ပြီစေးုံကိုပို့ပြီးဆီယံဝင်းရဲ့စစ်စစ်ချက်ကိုတစ်ချက်လောက်စောင့်ကြည့်ရတာပေါ့ပြီးတော့မှဘာဆက်လုပ်ရမလဲဆိုတာစီစဉ်ကြတာပေါ့ဟုတ်ကဲ့ပါဆရာတို့နဲ့အရေးပြားအကောင့်ကြီးနဲ့မပုတ်သွုံးနိုင်တဲ့အလောင်းကြီးဟာဘာကြီးကျော်ဤခိုင်းစေချက်အရာရဲရရှိကြီးများကတာယာဝတီစေးုံကိုပို့လိုက်ကြတယ်ဆီယံဝင်းများရဲ့စစ်စစ်ချက်ကိုလည်းနှေးရင်းချင်းပဲစောင့်စားနေရင်အလောင်းကောင်ကြီးကိုစတင်တွေ့ရှိခဲ့တဲ့အဖြစ်အပျက်ကိုမေးမြန်းခဲ့တယ်အေးဒါနဲ့နေပါအောင်ဗျာဘဲကနေဘလို့အဲ့ဒီအလောင်းကောင်ကြီးကိုတွေ့ကြတာတော့ ဒါလို့ပါဆရာကျွန်တော်တို့စီကိုရွာသားတွေအကြောင်းကြားတာပါရွာလုံးကျုံကြီးအတွက်ခြံစည်းရုပ်ကာဖို့မလွတ်တဲ့အပင်နဲ့အမိုက်တွေကိုရှင်းလင်းနေတော့အမိုက်စတွေမြေမြုပ်ဖို့အတွက်ရွာထိုင်မှာကျွန်းတူးကြတယ်တဲ့ကျွန်းတူးတာနဲ့ထူးထူးဆန်းဆန်းလူပုံစံအဝေးကြီးတစ်ခုကိုတွေ့တယ်ဆိုပြီးရွာသားတွေကစခန်းကိုအကြောင်းကြားလာတာပါကျွန်တော်တို့တော့ရောက်စစ်စစ်ကြည့်တော့အဝတ်မဟုတ်ပဲမပုတ်သေးသေးတဲ့လူအီပြားဖြစ်နေတာကိုသိရတယ်ဆရာအော်ဆရာ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 ဝန်စစ်စစ်ချက်ရပြီဆရာအေးဗာများတော့ဟုတ်ကဟုတ်ဆရာစစ်စစ်ချက်ထဲမှာတော့ဒီအလောင်းကနှစ်ပေါင်း30ကျော်နေပြီလို့သိရတယ်ဆရာ ဟေးနှစ်ပေါင်း30တောင်ကျော်ပြီဟုတ်လားဟုတ်ပါတယ်ဆရာပြီးတော့သူ့အလောင်းဘော်ကအင်းကွက်ဒီစိတ်မညောင်တွေကလည်းအောက်လန်းအတက်ပညာတွေနဲ့စီစဉ်ထားတဲ့အင်းကွက်ဒီလို့လည်းသိရပါတယ်ဆရာဟေးအောက်လန်းအတက်ပညာနဲ့စီစဉ်ထားတဲ့အင်းကွက်ဒီဟုတ်လားဟုတ်ပါတယ်ဆရာအဲ့ဒီအင်းကွက်တွေကဓာပြီးတော့ပြီးပြီးတော့ဘယ်လိုအရာမျိုးကမှသူ့ကိုတတ်လို့မရအောင်စီစဉ်ပြီးထိုးထားတဲ့ပုံလို့ဆရာတော်ဥစိတ်တရကမိတ်ပါတယ်ဆရာအေးဟုတ်ပြီကျုပ်တို့အဲ့ဒီရွာဘက်ကိုတော့တစ်ချက်လောက်သွားပြီးလေ့လာကြအောင် ကိုမျက်မှောင်နဲ့ကိုထွေးလင်တို့ကအဖော်လိုက်မလားထူးထူးဆန်းဆန်းဖြစ်ရဆိုတော့လေကျုပ်မှတ်တမ်းတင်ခြင်းသေးလို့ဗျဟာရတာပေါ့ဆရာကျွန်တော်ကလည်းဒီအကြောင်းကိုတိတ်ကိုသိချင်နေတာဗျဆရာကစုံစမ်းမယ်ဆိုတော့အတိုင်းတက်လုံးပဲပေါ့ဗျပြစ်မှုမဟုတ်တော့လေထူးဆန်းသည့်အရေးပြားကြီးနဲ့ပတ်သက်ပြီးစင်းရွာစီကိုတွားရောက်စုံစမ်းရန်အတွက်ဗာကြီးကျော်တို့၃ယောက်လည်းရွာကိုထွက်လာခဲ့တယ်ရွာကိုရောက်တော့ရွှေရလူကြီးရဲ့နေအိမ်ကိုဥတီပြီးရွာလူကြီးနဲ့ဆုံတွေ့ခဲ့တယ်ကြွပါဆရာကြွပါကြွပါအေးစကမ်းမူကြီးတို့ကျွန်တော်စီကိုရောက်လာပုံထောင်ရင်တော့ရွာထိပ်ကအလောင်းကောင်ကြီးနဲ့ပတ်သက်ပြီး သိကျင်လို့ထင်မယ်ဟုတ်ပါဗျာဒါကြောင့်လဲလူကြီးကစင်းရွာရဲ့လူကြီးဖြစ်နေတာကိုအဲ့ဒီအကြီးပြားကြီးကဘယ်သူလဲဘဲကလည်းဆိုတာသိကျင်လို့လူကြီးစီကိုရောက်လာတာဗျို့ဟုတ်ပါပြီဗျကဲအကျဲကြီးလေးနဲ့ထန်းလေးလေးတုံးဆောင်မအောင်ဗျာစကားလည်းပြောကြတာပေါ့ရွာလူကြီးရဲ့နေအပေါ်မှာဗာကြီးကျော်တို့သုံးယောက်အကျဲကြီးနဲ့အတူဒေသထွက်အစားအစာများကိုတုံးဆောင်နေရင်လာရရသည့်အကြောင်းရင်းကိုပင်ဆက်လက်ပြောဆိုနေတယ်ကဲလူကြီးစူစမ်းမအောင်ဒီအေးပြားပိုင်ရှင်ကဘယ်သူတော့ဘလို့ဖြစ်ပြီးနှစ်ပေါင်း30ရှိတာတောင်သူ့အေးပြားကဘာဖြစ်လို့မပုတ်သွိုးနိုင်တာလဲ เออไอ้ห่าก็တော့လीကျွန်တော်လည်းတိတိကျကျတော့မသိဘူးဗျနှစ်ပေါင်း30ကျော်ပြီဆိုတော့ကျွန်တော်အသက်20တုန်းကဒီလူသေးသွားတာဖြစ်မယ်အသက်20တုန်းကကျွန်တော်ကဒီဝါမှမရောက်သေးဘူးဗျဒီဝါကိုပြောင်းလာတာ25နှစ်ကျော်ပဲရှိသေးတယ် ဟောဒါဆိုသိနိုင်တဲ့သူဘယ်သူရှိတော့မလဲဟာစကမ်းမူးကြီးကိုကြည့်ရတာကတော်တော်လေးကိုဒီအေးပြားကြီးနဲ့ပတ်သက်တာကိုသိကျင်နေပုံပဲနေပါဦးရွာဦးဆရာတော်ဖះကတော့သိလောက်မယ်ထင်တယ်သူကဒီရွာမှာမွေးကလေးကနေတာဆိုတော့လေအခုပဲတတ်တော်80ကျော်ပြီဆိုတော့ဟုတ်ပြီဗျို့သူသိလောက်မယ်ကိုင်းကိုင်းစားတော့ပြီးသွားရင်တော့ရွာဦးเจ้าကိုတွားကြမယ်ဗျာ ရွာဦးကျောင်းကိုရောက်တဲ့အခါဆရာတော်ကစွန်းစားချိန်ပြီးလို့တရားထိုင်နေတော့ကြောင့်အချိန်ခဏတော့စောင့်ဆိုင်ရတယ်။အဲ့ဒီနောက်ဆရာတော်ကိုအကြောင်းကြောင့်ပြောပြရင်အကြောင်းရင်းကိုမေးမြန်းလေတော့တယ်။ဘာကြီးချော်နေအဖွဲလဲဆရာတော်ထံရောက်လာရတဲ့အကြောင်းရင်းကိုအသေးစိတ်တင်ပြပြီးကျောင်းနိုင်ဆရာတော်ဖခင်ကအဝေးစီကိုငေးကြည့်ပြီးတပည့်ချေကြီးတစ်ချက်ချလိုက်တယ်။အေးဖုန်ကြီးလေးရွာထိပ်ကအဖြစ်ပြက်ကိုကြားပြီးပါပြီ။ဒီကိစ္စနဲ့ပတ်သက်ပြီးဒကာကြီးတို့ဖုန်ကြီးစီရောက်လာမယ်ဆိုတာလဲကြိုသိထားပါတယ်။ တကယ်တော့ဖုန်းကြီးတို့ရွာထိပ်ကတစ်ချိန်လုံးကတော့ရွာသိញိုင်းကြီးပေါ့လွန်ခဲ့တဲ့နှစ်20လောက်ကသိញိုင်းပေါ့လေအချိန်ကာလတွေပြောင်းလာတဲ့အမျှသိញိုင်းလည်းပြောင်းရှိသွားတာဒကာကြီးတို့အေးပြန်းပိုင်ရှင်ကြောင့်မေးလာမယ်ဆိုတော့အေးဖုန်းကြီးလည်းအတိတ်ကအကြောင်းတွေကိုပြန်ပြောရတော့မှာပေါ့တစ်ချိန်လုံးကဖုန်းကြီးကလည်းဒီခိုင်ပေါ်မှာရှိတဲ့စီယုံကြီးကဆရာဝန်တယောက်ကအေးပြန်းပိုင်ရှင်နာမည်ကဖိုးထောင်လို့ခေါ်တယ်အသက်20အရွယ်စူးသန်းကျင်တိုင်းစူးသန်းကောင်းတဲ့ခေတ်ကာလကပေါ့ကွာ အဲ့ဒီအချိန်တုန်းကတော့ရွာတွေရွာတွေမှာလူမိုက်တွေလူရန်ကားတွေကလည်းပေါ်စုံးနေအောက်လန်းတွေကလည်းအလွန်အလွန်ကိုပေါ်တာကွာဖိုးထောင်ကတကောင်ကျွတ်သူ့မွေးကလေးကသူ့မိဘတွေကဖုန်းကြီးတို့ရွာထိပ်ကတင်းကြိုင်မှာလာပြစ်သွားကြတာခေတ်ကာလအချိန်တွေကလည်းမကောင်းတနေ့တနေ့စားဖို့တောက်ဖို့တောင်မနှဲရှာကြရတဲ့အချိန်ဆိုတော့ခလေးတယောက်ကိုမွေးစားဖို့ဆိုတာလည်းမဖြစ်နိုင်ကြဘူးလေဒီတော့လူလောကတွေကိုရောက်လာကလေးကတင်းကြိုင်ထဲမှာအစွန့်ပြစ်ခံရတဲ့ဖိုးထောင်လေးကိုမွေးစားမဲ့သူကလည်းမရှိဘူး ုန်းကြီးတို့ရွာထိတ်မှနေတဲ့အရဲသမားတင်အေးမောင်ကခေါ်ပြီးမွေးစားခဲ့တယ်။အရဲသမားဆိုတော့လေကလေးကိုကြောင်ကောင်းကောင်းကမထားရွာထဲကကလေးတွေကလည်းရွယ်တူအချင်းချင်းဖြစ်တော့ဖိုးတောင်လေးကိုလည်းအနိုင်ကျင့်ညာတာကြောင်ထားပေးပေမဲ့လည်းရေးတဲ့ဖက်တဲ့အချိန်ရောက်တော့တင်အေးမောင်ကဖိုးတောင်လေးကိုကြောင်ထုံပြီးသူ့နဲ့အတူတူလက်စင်းကားလုပ်တယ်။ဖိုးတောင်ကတရွာလုံးရဲ့ခိုင်းဘက်အဖြစ်ပေါ့ရွာထိတ်မှကြက်တိုက်တဲ့လူငယ်တွေရိုက်လွှတ်လိုက်ပြီးအဲ့ဒါဘသူလဲဆိုရင်ဖိုးထောင်ပဲရေးထမ်းပေးရင်ပစ္စည်းဝင်ခိုးတယ်ဆိုပြီးရိုက်လွှတ်လိုက်ပြီးခေါင်းခွဲတယ်ဆိုတာလဲဘသူလဲဖိုးထောင်ပဲရေးထမ်းပေ ပြီးရေထမ်းမိုးပတ်စံတောင်းရမလားဆိုပြီးရိုက်လွတ်ခံရတာလေဖိုးထောင်မဲဒီတော့ဖိုးထောင်ကောင်းတွေကဒံရံတန်ချက်တွေကအနာကျက်သွားတယ်ဆိုတာကိုမရှိဘူးပေါ့ကွာဒါလို့အနိုင်ကျင့်ခံရတော့မွေးစားအဖေဖြစ်တဲ့တင်းအေးမောင်ကလည်းကြာတော့စိတ်တူပြီးသူ့သားကိုခေါ်တဖက်ရွာမှာနာမည်ကြီးဆုံးအောင်လဲဆရာမစီကိုသွားပြီးဓာပြီးတုပ်ပြီးဆိုတဲ့အောက်လန်းစေးပညာကိုဖိုးထောင်ရဲ့တကူလုံးနေရအလွတ်မကျန်အောင်ကိုထိုးပေးခဲ့တာတကူလုံးမှာဂျူးဘာသာစကားနဲ့အောက်လန်းစေးစေးမင်ကြောင့်နေအပြည့်နဲ့ပေါ့ကွာ အဲ့ဒီအောက်လက်ဆေးတွေထိုးပြီးတဲ့နောက်ဖိုးထောင်ကိုရွာထဲကလူတွေကရိုက်သမျှဖိုးထောင်တယောက်ကဘာတန်ရမှမရတော့ဘူးအနိုင်ကျင့်ခံရပေါင်းများလာတော့ဖိုးထောင်လည်းကြားတော့တိမခံနိုင်တော့ပြန်ခုခံတာပေါ့ကွာတရာလုံးနဲ့တယောက်လုံးဝဂယူမဆိုင်တော့ဘူးသူ့ကိုဒုံးနဲ့ရိုက်လဲမကွဲဓာတ်နဲ့ထိုးလဲသွေးမထွက်ပဲသူ့ရဲ့အရေးပြားကိုလည်းလုံးဝမထိ ဆေးကလည်းတကယ်ကိုစွန့်နေအောင်လန်းဆေးစစ်စစ်ဆုံးပညာဆေးတွေဖြစ်နေတော့ဖိုးထောင်ဖို့မိုက်ကောင်းတဲ့မိုက်နေတာပေါ့မွေးစားဖေးအရသမားနဲ့အတူတူကြီးပြင်းခဲ့တယ်ဆိုတော့ဖိုးထောင်ကလူမိုက်ဘွားကိုရောက်ပြီးဖះမသိတရားမသိမိုက်ချင်တိုင်းမိုင်းရင်ဖះဌာပနာတွေကိုဖောက်လူစိုးတွေချာမှခေါင်းဆောင်ဖြဲပြီးသူ့ကိုအနိုင်ကျင့်ခဲ့တဲ့ဒီရွာကိုပြန်ပြီးလက်စားချေခဲ့တာတားပြိုသမီးပြိုတွေကိုလည်းဖျက်ဆီးတဲ့အဆင့်ဒီကိုရောက်ခဲ့တာ ဒလုံနဲ့မိုက်တက်ရင်လာတဲ့ဖိုးထောင်တယောက်အသက်တွေကကြီးပြီးအချိန်တန်ကြာလာတော့တနေ့ဖိုးထောင်တယောက်ဖိုက်အောင်လာတယ်။ဒီနယ်ဘက်မှာဖိုးထောင်ကိုအန်တူရဲတဲ့လူမိုက်ဆိုတာလည်းမရှိဘူး။နေမြေထိမ့်ချုပ်တဲ့အာနာပိုင်တွေကလည်းဖိုးထောင်ကိုကြောက်ကြတာ သူ့ကိုဓာတ်နဲ့ထိုးလဲမပေါက်တနက်နဲ့ပြည့်လဲမသေးဆိုတော့အာနာပိုင်တွေကစဖိုးတောင်ကိုလှန့်နေကြတာပေါ့တနေ့ဖိုးတောင်တယောက်အသေးအတန်ဘိုက်အောင်လာတယ်ဆိုပြီးခရိုင်ဆေးရုံပေါ်မှာသူ့တပည့်တွေနဲ့စိုးရင်တကြီးလာပို့ကြတာဆရာဝန်တွေကလည်းဖိုးတောင်ရဲ့အကြောင်းကိုသိနေကြတယ်လေဒါပေမဲ့အရေးကြုံလာတော့လူစိုးလူမိုက်လူကောင်းရဲ့လို့ခွဲခြားမနေတော့ပဲဖိုးတောင်ကိုဆေးကူပေးဖို့အတွက်ဆုံးဖြတ်ခဲ့တာဖိုးတောင်ဘိုက်အောင်နာကရိုးရိုးဘိုက်အောင်နာမျိုးမဟုတ်ဘူးဦးမကြီးအတက်ပေါင်နာဆေးရုံကိုအချိန်မီရောက်လာပေမဲ့ခွဲစိတ်ဖို့အတွက်ဖိုးတောင်ရဲ့အရေးပြားကိုခွဲစိတ်ထားကမပေါက်ဘူးဦးအတက်ပေါက်တယ်ဆိုတာ ဒကာကြီးတို့လည်းသိတဲ့အတိုင်းပဲလေအချိန်မီခွဲစိတ်လိုက်ရင်အသက်ဘေးကလွတ်မြောက်တာကြီးပဲမဟုတ်လားဒါပေမဲ့ဒုံပြီးသားပြီးတန်တန်ပြီးတဲ့သူ့အရေးပြားကိုဘာလက်နဲ့ကမှမထိုးနိုင်တဲ့ဖိုးထောင်တွေကဦးအတက်ပေါက်ယောဂနဲ့ပဲစေုံမှတည်သွားခဲ့ရတာသူတည်သွားတော့တခိုင်လုံးကလည်းငြိမ်သက်သွားခဲ့တာ ဖိုးထောင်ရဲ့အဖြစ်ကတကယ်ကိုငုံရတဲ့ရေအတန်ရတယ်ဓာပြီးတုပ်ပြီးအရေပြားကိုဘယ်အရာမှကမထိုးပေါက်နိုင်ဖိုးထောင်တရာဦးအတက်ပေါက်ပြီးခွဲစိတ်ဒါမတိုးလို့အသက်ဆုံးရှုံးခဲ့ရတာသူ့အလောင်းကိုသူ့ကိုကောက်ရခဲ့တဲ့ရွာထိပ်ကတင်းကြိုင်းမှာပဲမြုပ်ခွဲတာအခုဆိုရင်နှစ်ပေါင်း30ကျော်ပြီပေါ့ဒါပေမဲ့တိတ်ကိုစွန်းနဲ့အောက်လန်းဆေးတွေကဖိုးထောင်ရဲ့အရေပြားကိုအခုထိဘယ်အရာမှမတိုးနိုင်အောင်ကောက်ွယ်ပေးနေတော့မယ်လीအ ဇလန်းလေးကဒီမာနေပြီးဆုံးသွားပါပြီရှင်။ဇလန်းလေးကိုရေးသားပေးတဲ့မိုးကြီးရဲ့တရှင်ကိုလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်။